ေတွေ့သွားတာသူလာလိုက်လို့မုန်းတစ်ခုတစ်ခုမြင်လိုက်ကြည့်တာမမစားဘူးသူယူလာတာအဲ့ဒီကတည်းကဟောဒီမှာသူတို့ပြန်ကြည့်လိုက်ဦးမယ်လေးဆိုပြီးသူတို့ပြန်ကြည့်လိုက်တယ်လိမ်မာတယ်သူကအိမ်မှာဆက်ဆက်ရရာဟိုပြန်သွားရင်လည်းဖိုးရဖွားရေဟိုညဘက်ကျရင်ညီးလို့ရှိရင်သူစေးတွေပါလူပေးတယ်နှိပ်ပေးနင်းပေးတယ်အိမ်ရောက်လည်းပကံဝိုးဖွက်ပကံကိုစားပြီးတဲ့ပကံသူပဲလှုပ်ပေးကင်ပေးတာဖွားရထမိန်ပါညာသူပဲချော်ပေးလာတောင်းမနေဘူးသူ့ဖေသူ့မေလက်ထက်တည်းကသူကမနေဘူးလား ဖခင်ကကြဆမတော့အားငယ်တယ်။အဲမဲ့တောင်းတဖို့ကြောင့်လည်းအဆင်မပြေဘူး။အမိတောင်းတလိုက်ပြီးဆိုရင်လည်းအဖွားကဒုက္ခရောက်သွားပြီလေ။ဒီတိုင်းအောင်ကတော့အဖွားမိုးရမြောင်းပါလို့။မိုးလိုက်ကြရရောင်းနေအောင်လို့။အဲ့လိုပါမိရမရှိဘူး။ဒီတိုင်းဆမတဲ့ပြီးတော့ဒါနဲ့နေနေတာပေါ့လေ။အဖေမရှိဘူးဆိုတော့သွားပါဦး။မဝမ်းနေဘူး။ဒီမှာသမီးကအဖွားရဲ့ပိုးကြီးကသမီးဖြစ်လို့သမီးကိုပြောခါလား။ ဲ့ဘုံဘုံဆယ်လီလီနည်းနည်းပြောပြစားကျင်တာရှိတယ်လေတိုက်ကြီးနေတာဟာတော့စတော့ပါတော့စလာပါ ။နောက်တည်းကမီးလေးဥပ္ပေနဲ့သူ့မေရောက်ကွဲွားတဲ့ကနှစ်နှစ်လောက်တည်းကအိမ်အောင်ရောက်လာတာ။ဥပ္ပေခေါ်လာ။သူ့မေခေါ်လာသူ့မေကထောင်ကြွား။ထောင်ကြွားတော့ကိုယ်ဝဲမွေးရတာကိုယ်ဝဲကြွေးတာသူ့မေကနောက်အိမ်တော်နဲ့မောင်နှမ၃ယောက်ရှိတယ်။၃ယောက်ကသူ့မေစီမှာ၂ယောက်။ဒါပေမဲ့သူ့ဖေသူ့မေကအိမ်တော်တယောက်ပြီးတယောက်ပြုတ်တဲ့အတွက်သူ့ကိုပြန်ပြီးမပေးနိုင်ဘူး။အဲ့၄ယောက်။ကလေးလေးနဲ့ ဟုတ်ပင်းနဲ့အဲ့ဒီတင်လိုက်တော့မှပြေးသွားတယ်။သူကနှစ်ထောက်ပြေးတော့သမီးကတစ်ထောက်ပြန်ပြေးလိုက်တာအမောင်လေး။သူကမစားဘူး။သူကလာလိုက်သူကနှောင်း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 နေတာကြည့်ရအောင်။သူကပြန်ပြေးလိုက်တာအဲ့ဒီနေရာမှာအရင်တော့အိမ်မှာနေတာအခုကွာအဆင်ပြေတော့မှပြေးလိုက်ရအောင်။ဘွားဘယ်လိုအဆင်ပြေလဲဆိုပထမတော့ကသမီးလေးနဲ့သားလေးနဲ့ရှိတယ်။ရှိတော့သမီးနဲ့သားနဲ့ကလှုပ်ကြွေးတာ။လှုပ်ကြွေးရင်နေပြီးတော့လည်းငွေတွေပါတယ်အလိန်ခံရတယ်။ဒီတော့ကရမ်းစင်ပြေးတယ်။ဒီထဲမှာလည်းလိန်ခံရတယ်။ဒီပန်းညာထဲမှာလိန်ခံရတယ်မှာငွေငွေလိန်ခံပြီးတဲ့ အဆင်မပြေဖြစ်သွားသမီးနဲ့သားကလည်းအိမ်အောင်ကြပါအိမ်အောင်ကြပါကြပါတဲ့အခါကျတော့ကိုဘကူရေတန့်လာရောက်တော့သူကအဖွားကိုကလည်းကျမ်းမာကြီးမကောင်းဆီးချိုချီတယ်အိမ်ကမျိုးသားကလည်းဆီးချိုရှိတယ်အကောင်းမှုယောဂလည်းရဲ့အဖွားသမီးလိုက်မယ်အဖွားသမီးကိုမိပွိုင်းပြပေးသမီးလည်းဝိုင်းအောင်ပေးမယ်ဆိုတော့သူကလိုက်လာတောင်းအမေဘူးသူ့ဖေသူ့မေလက်ထက်တည်းကသူကမနေဘူးလားရောင်းလိုက်ကြဆမတော့အားငယ်တယ်ဒါပေမဲ့တောင်းတက်ဖို့ကြောက်ရလဲအဆင်မပြေဘူးဒီတောင်းတက်လိုက်ပြန်ရင်အဖွားအဆင်မပြေပါဘူးလေ အနွားဖတ်ချင်နေတာအဲ့မဲ့အိမ်မှာသိမိမဲ့လူဝင်ဖြစ်တော့ဘွားလည်းဝင်ဖြစ်တော့မအားတော့မသိမဖြစ်ဘူးသမီးကြောင်းတက်လိုက်ပြီးဆိုတာနဲ့အဖွားကဒုက္ခရောက်သွားပြီလေဒီတန်းကကြတော့အဖွားမိုးရိုင်များသွားပြီဒီမိုးနဲ့ကြရေရောင်းနေအောင်လေအိုက်ကလေးလေးကသမီးကိုသူကဟာတန်းအောင်ပြေတွေ့သွားတာသူလာလိုက်လို့မိုးတစ်ထုပ်တစ်ထုပ်နေလိုက်ကြည့်တာသူဘူးသူရဲ့မုတ်ဘူးရဲ့ဆွဲပြီးတော့ကြောင်းသွားရင်သူအဲ့မုတ်ဘူးလေးတက်တယ်သွားတယ်အတူမစားဘူးကြောင်းမာလေးကမမစားဘူးသူယူလာတယ် ့ဘူးဘန်နဲ့ရောက်တော့ဘူးဘန်မှာသူကငဲတဲ့ပွိုင်းကြီးလေအဲ့ဒါသူမုတ်တုံနှလုံးနှလုံးငဲတာကြည့်ခဲ့အဲ့ဒီကတည်းကအော်မာသူတို့ပြန်ကြည့်လိုက်ဦးမယ်လေးဆိုပြီးသူတို့ပြန်ကြည့်လိုက်တယ်ခွားနဲ့ဖူးဖူးဆယ်လီလီနည်းနည်းကြိုးကြည့်စားချင်တာရှိတယ်တိုက်ကြီးနေတာဟာကခွားနဲ့ဖူးကပင်မရင်သူကခါးလည်းမကောင်းသူ့လိုရရှိတော့ပင်မရင်អော်ကြတယ်ဟိုကောင်းကြီးကဘာစဉ်ခဏခဏခါမကောင်းတော့អော်တာညပ်ညပ်ပဲយ៉ាងဖေနဲ့မေကတော့ဒီမောင်ဖြစ်ပြီ မြအခွားနဲ့အပပဲညီမတို့။အေးမမလည်းမတွေ့ကြတော့မြအခွားနဲ့ဟုတ်တယ်။အမြအစာတက်ကျောင်းတက်ပူဝိုင်းဆရာဝန်ဖြစ်သွားရင်ပို့ကိုယ်ကိုကောင်းနဲ့လုပ်ပဲလုပ်ချင်။အခွားနဲ့ဘာနဲ့စင်ကြီးလေးတင်ထားကြ။အူတူပရမတော့မခိုင်းဘူးမနော်ငါကြီးလေးငါတို့ကြောင်းထားမယ်ဟိုဟာဖြစ်မယ်ဆိုဗျုံကနေအဲ့လိုမျိုးအခက်အခဲတွေဖြစ်သွားတဲ့အခါကျတော့သူကလည်းလိုက်မယ်ဆိုတော့ကဲငါတို့ကလည်းငါတို့ကလည်းမလုံနိုင်ဘူးငါကြီးလေးနဲ့ငါနဲ့ဒိုးတူပေါင်းပဲပဲရှာနိုင်တယ်သူ့ကိုယ်ရလည်းမရှာနိုင်ဘူးဆိုပြီးတော့ သူ့ပဲအားကိုးရတာပေါ့အခုဆိုလို့ရှိရင် तू तू ပဲကိုတွေကိုရှာကျွေးနေတာလေဘယ်လိုပဲရရတတောင်းရရ2000ရ3000ရရ तू ပဲရှာကျွေးနေတာလိမ့်ပါတယ် तू ကအိမ်မှာဆက်ဆက်ရရဟိုပြန်သွားရင်လည်းဘိုးရွှေဘွားရွှေကိုညဘက်ကြရင်ညီးလို့ရှိရင် तू ဆေးတွေပါလူပေးတယ်နှိပ်ပေးနင်းပေးတယ်အိမ်ရောက်ရင်လည်းပကံဝိုးဖွက်ပကံကိုစားပြီးတဲ့ပကံ तू ပဲလှုပ်ပေးကင်ပေးတာဘွားရွှေထမိန်ပါညာ तू ပဲချော်ပေးတာအမေရရန်ကြည့်တယ်အိမ်မှာဟိုးနာဘွားပဲရှိရလေတမိနဲ့မှရောက်300ပဲရှိတယ်ပြည့်တယ်မနေ့ကဦးလေးနဲ့တွေ့ပါသေးတယ်စီးထောင်ပါသေးတယ် အဲ့ဦးလေးကိုကျေးဇူးတင်တယ်တော့ပြောတယ်အခုလည်းမနက်ကလာတော့ပြီးပြောလိုက်သေးတယ်ဦးလေးလည်းကျေးဇူးတင်ပါတယ်နော်အေးပါလေရပါတယ်အဲ့လိုပြောတာပြောတဲ့လူကပုံများတယ်အဲ့လိုပြောမိသားမရှိဘူးဒီတိုင်းစာမတက်ပြီးမတက်ဘူးဗန်းနေနေရတာပေါ့အဲ့လိုအမေအဲ့တော့ဘလို့မှမဖြစ်ဘူးဘောက်ကိုဘောက်ကိုပဲဈေးရောင်းမြတ်ကဘာပဲပြောလို့မြတ်အခုလည်းမရှိဘူးဆိုတော့တကားပါဘူးမဝမ်းနေဘူးဒီမှာသမီးကအပွားရဖို့မြတ်သမီးဖြစ်လို့သမီးကိုဝါထားတာသူ့ကိုယ်ကခိုင်းတာခိုင်းနေရတခါကျတော့ကိုယ်ကိုကြိတ်ပြီးတော့ငိုမိတယ် ကားရရင်ထဲတွေမကောင်းလို့ကားကြိုကားကြမကားတိုက်မှကြောက်ရတာတမျိုးသူများတကာတီချူးဝင်မယ်ဆိုပြီးတော့ခေါ်သွားမှကြောက်ရတာတမျိုးအမျိုးမျိုးစိုးရင်ရတာမတခါတလေသူပျောက်သွားတဲ့အခါကျရင်လိုက်ရှာလို့မတွေ့လို့ချင်းဒေါသတွေထွက်ပြီးတခါကျရင်သူ့ကိုရိုက်မိတယ်ပေါ့ရိုက်မိတဲ့အခါကျရင်ကိုငိုရတယ်ပင်လဲပင်မနဲ့ရိုက်လဲခံရတယ်ဆိုပြီးတော့မမနဲ့ကိုကရိုက်တာစိုးရင်တကြီးနဲ့သူများခေါ်တဲ့နောက်ကိုမလိုက်ရင် तू ကဟိုဘလို့လဲဝင်မဲ့လူရှိလို့ရှိရင်အတင်းပြေးလိုက်တာကားကြားတွေဘာတွေ तू ကနားမလဲဟိုတင်းပြေးတာ ရောင်းရရင်ပြီးရောဆိုတဲ့ပုံစံမျိုးတို့ကပြေသူ့အဲကြောင့်မှားထားတယ်။ဝဲမဲ့ဆိုရင်ဒီမှာပဲဝဲသွားပြီလိုက်မသွားနဲ့။မဟုတ်ရောင်းရရင်နေပြီ။သူ့အဲ့လိုပဲမှားထားလိုက်။ဆိုရင်လည်းဘာပဲဖြစ်ဖြစ်ကတိုက်မှာတို့သူများခေါ်သွားမှာတို့အဖွားရိုက်တာနှစ်စင်းနဲ့များမရအဲ့အပြည့်ရှိမှအဖွားရိုက်တယ်။ဘာအဖွားရိုက်လဲပြီးတော့မမဖြစ်ဘူး။အဖွားကအဖွားမိုးနေတဲ့ကြောင့်တာပဲ။ကြောက်သွားဘူးလားလားပြီ။ကြောက်သွားဘူး။အားလုံးချစ်နေကြတဲ့ပြည်သူတွေကျေးဇူးများရည်တင်တယ်။ အဲ့ဒါသူတို့ကဖိလေးလို့လည်းသူတို့ကတော်တော်ပါလေ။ဟုတ်ကဲ့။ဘုံကြီးကကလေးလို့လည်းတူတူတင်နေ။အဲ့ကလေးလေးကဖိလေးလို့သူတို့လို့ဟုတ်ကဲ့။